အားလုံးပဲမင်္ဂလာပါရှင်။ Audio Boat by Oos Pay ကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့သင်းရင်းဆရာတော်ကြီးနဲ့တစ္ဆာမန်နိုင်အကြောင်းကို တင်ဆက်သွားပါမယ်။မော်ဖီမျိုးတင်းကူကျောင်းဝင်းတွင်မှဝါရင်အဋိဌံတရားကျင့်ရန်တပားကျောင်း40ကျော်ခန့်ရှိခဲ့ပါတယ်။ဝါရင်အဋိဌံတရားစခန်းလို့ခေါ်ကြပါတယ်။ဝါရင်ကာလအပြင်းထန်ရက်ရှည်တရားကျင့်သူများသာနေခွင့်ရှိခဲ့ပါတယ်။ထိုအဋ္ဌံကူများဤအဝင်ဝဝဲဘက်မှာမူလသစ္စာမန္တန်ရှိခဲ့ပူပါတယ်။တင်းဆရာတော်ကြီးသည်တရားဟောရန် ကျောင်းဝန်းအပြင်သို့ထွက်ခါနေတိုင်းတစ္ဆာမန်တိုင်းမှာတစ္ဆာပြုတ်လေးရှိခဲ့ပါတယ်။ရေစင်များလည်းလောင်းလေးရှိခဲ့ပါတယ်။ပြင်ပမထွက်ခင်အ ਨੇ ဆုံး၃ရက်အထိတ်ထန်ဝင်လေးရှိခဲ့ပါတယ်။ဆရာတော်ကြီးသည်တစ္ဆာအထိတ်ထန်ကိုအထူးကသင်ပေးခဲ့ပါတယ်။တာရဏောဆောင်နဲ့မြန်မာမင်းကြီးတာရဏတော်ဆောင်နဲ့တရားမင်းကြီးနဲ့လောကပါလာဆောင်နတ်မင်းကြီးလေးပါးထံမှမှန်ကန်စွာတစ္ဆာပြုပါသည်။အကျွန်ုပ်ဒီနေ့ဘယ်နေ့ကနေဘယ်ရက်အတွင်း ဤသဲအင်ကိုကြောင်းတွင်မှာဘနရက်အတိတ်ထဲဝင်ခဲ့ပါတယ်။ဤမှန်ကန်သောတစ္ဆာစကားဆိုရခြင်းကြောင့်ဘယ်အကြောင်းအရာဖြစ်ပါစေသနည်းအရေးကြီးလွတ်နဲ့လောကီလောကုတ္တရာကိစ္စတို့တွင် အောင်မြင်ရန်တစ္ဆာပြုနည်းသင်ပေးခဲ့ပါတယ်။ဆရာတော်ကြီးခဏဝင်ချပြီးတဲ့နောက်မှာသဲအင်ယောဂီများနှစ်ပိုင်းကွဲကုန်မှာတော့တယ်။တစ္ဆာမှန်တိုင်းသည်လဲပြိုလဲခဲ့ရပြီတယ်။ပြုမြင်ရကောင်းမှလဲ မတိလောက်အောင်ပင်တာဝန်ရှိသူတို့ကမိုက်မဲခဲ့ကြပါတယ်1986ခုနှစ်အထိစိတ်မကောင်းစရာရင်နှင်းပေါ်ရာပြိုကျနေခဲ့ပါတယ်ယောဂီပေါင်းများစွာတို့သည်လဲကျနေတဲ့တစ္ဆာမန္တန်ကြီးဘေးကနေဖျက်လျှောက်သွားနေကြတယ်ထို့နောက်တာဝန်ရှိသူတို့ကထိုတစ္ဆာမန္တန်ကြီးကိုကျောင်းဝန်းအပြင်ကိုစွန့်ပစ်လိုက်ကြပါတော့တယ်မူလတစ္ဆာမန္တန်ထက် ပိုပြီးကြီးတဲ့တစ္ဆာမန္တန်ကြီးတခုကို တခြားတနေရအရိယာဓမ္မယုံကြီးရှိမှထပ်ပြီးတော့လောက်ကြပါတော့တယ်အကျွန်ုပ်နဲ့ရွှေဘူဇရက်ကဥဆန်သိန်းကအသက်အရွယ်ကွာခြားတော့လဲအယံခင်မင်းကြပါတယ်ကျွန်ုပ်ကစိတ်မကောင်းလွန်းလွန်းဥဆန်သိန်းကိုပြောမိတယ်မူလတဟောင်းမဖြတ်ကောင်းဗျဟူသောဆရာတော်ကြီးရဲ့စကားအတိုင်းမူလတစ္ဆာမန္တန်ကြီးကို ရွှေဘူဇရက်ဝန်းထဲကိုတည်လာခဲ့တော်သည် ထိုစရက်ဝန်းထဲမှာဦးစံတိန်ကမူလလက်ရာအတိုင်းပြန်လည်ပြုတ်လို့တော့တယ်။ယခုတိုင်မူလသရင်ဆရာတော်ဘုရားကြီးဤတစ္ဆာမန်တိုင်းဆရာတော်ကြီးသည်မူလတမထလုပ်ခဲ့တဲ့ပတိနဲ့တခြားအသုံးဆောင်များစွာကိုရွှေဖို့စရက်အတွင်းမှာတည်ရှိနေခဲ့ပါတယ်။မူလဆရာတော်ကြီးဤတန်ဖိုးကြီးတဲ့ တစ္ဆာမန္တန်ကြီးကကျောင်းထဲမှာပြုပြင်ပြီးတဲ့နောက်ပိုင်းသဲအင်းတာရဏတဖြည်းဖြည်းနဲ့ပြန်လည်တိုးတက်လာခဲ့ပါတယ်။သဲအင်းကိုရောက်သူတိုင်းရွှေဘူစရက်ရှိမူလတစ္ဆာမန္တန်မှာတစ္ဆာပြုခြင်းဖြင့်အောင်မြင်မှုများစွာကို ရရှိကြပါစေကြောင်းမေတ္တာလောင်း၍တင်ဆက်လိုက်ရပါတယ်ရှင်။